အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့စောချီအောင်ဘလူးနေထိုင်ရမယ်ဆိုတာကိုပြည်သက်တွေအတွက်အခုတို့တအနေနဲ့ကျွန်တော်ရှင်းပြချင်ပါတယ်။ဟုတ်ကဲ့ပါ။စောချီအောင်ဘလူးနေထိုင်ရမယ်လူတယောက်အနေနဲ့ချစ်စရာကောင်းပြီးလူမှုဘဝမှာလည်းလေးစားချင်းခံရနိုင်အောင်ဘလူးနေထိုင်ရမယ်ဆိုတဲ့အချက်လေးတွေကိုဒီဗီဒီယိုလေးမှာကျွန်တော်တင်ဆက်ပြသွားမှာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ကိုကအယုတ်ကြီးမချောတော့လဲကိုရဲ့အပြုတ်အမှုလေးတွေကြောင့်ကောမလေးတွေကကိုကိုပင်ဆွဲဆောင်ရမှာအတိအချပါပဲဒီအချက်လေးတွေကအတင်မိတ်ဆွေစီမှာရှိတယ်ဆိုရင်တော့ကောမလေးတွေတမကကောင်းလေးတွေကပါအတင်ကိုချစ်စရာကောင်းတဲ့လူတယောက်အဖြစ်သတ်မှတ်ကြမှာပါ ဒါကြောင့်ကိုယ့်ရဲ့နေပင်မှာစိုချီအောင်ဒါမှမဟုတ်လူချင်းလူကင်ပေါ်မြအောင်ဘလိုနေထိုင်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာကျွန်တော်ပြောပြပြီးတော့မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ Mr. B ပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လေးလုပ်ပြကြပါအောင်လို့ပရိသတ်တွေကိုဒီကနေ့တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါဗီဒီယိုလေးဆက်လိုက်ကြရအောင်။စိုချီအောင်ဘလိုနေထိုင်ရမလဲ နံပါတ်2ကတော့ယူတာမှုရှိပါယူယူတတနေတဲ့သူတွေဟာကောမလေးတွေတမကလူတိုင်းကပါဂျန်ထက်တကြပါတယ်စစ်ကူရင်ချင်းမရှိပဲတကယ်တမ်းဖြစ်နေတဲ့အတိုင်းပြောက်ဆူလုဆောင်ခြင်းကလူတွေရဲ့အယုံကြည်မှုကိုရရှိရှိပါတယ်ကိုယ့်ရဲ့အကျိုးအတွက်တခြားလူတွေကိုလင်းလေတာတွေမလုပ်ပဲစကားပြောဆိုတဲ့အခါမှာလေယူတာစွာစကားပြောပါ ယူတမ်းမှုရှိတဲ့လူတွေကိုကောင်းမလေးတွေတမကလူတိုင်းကပါစိတ်နှစ်သက်ကြပါတယ်ဘလူအခက်ခဲပဲဂျုံရဂျုံရကိုယ့်ရဲ့အမှန်တရားကိုမပေဖူးကိုကိုကိုတံပိုးထားပြီးယူတာစွာနေထိုင်ခြင်းဟာကောင်းမလေးတွေကစိတ်နှစ်သက်ကြပါတယ်စောချီအောင်ဘလူနေထိုင်ရမလဲနံပါတ်1တန့်ရှင်းတည့်ရနေပါကိုအဝတ်အစား ကိုခန္ဓာအလှပြင်တန့်ရှိမှုအပြင်အစင်တတရရနေတဲ့သူတွေကိုကောမလေးတွေကကျင့်ဟက်တဲ့ကြပါတယ်။ပြီးတော့အဝတ်အစားတွေကိုတရရစွာဝတ်ဆင်ပြီးစပင်နဲ့မုတ်ဆိတ်တွေကိုလည်းရှင်းလင်းစွာထားပါ။ပြီးတော့အဝတ်အစားတွေကိုဝတ်ဆာဆင်ရင်ပြီးစပင်နဲ့မုတ်ဆိတ်တွေကိုလည်းရှင်းလင်းစွာထားပါ။ပြီးတော့စကားပြောဆိုတဲ့အခါမှာလည်းရင်ချတင်မွေစွာပြုတ်ပြီးကိုနေဟန်ထားလေတတရရနေပါစေ။စောချီအောင်ဘလူနေချင်ရမလဲ။နံပါတ်3ကတော့ တီမင်ချက်စီပါစောချီချင်းတက်တက်ဖို့မတွေ့ပဲတရင်အချက်လက်တွေကိုတီထားတဲ့ဆိုရင်တော့လူတွေပုံမဆွဲဆောင်နေပြီးကောမလေးတွေကိုပါပူပြီးတော့ဆွဲဆောင်နေပါတယ်ကိုကယောက်ျားတယောက်ဖြစ်ပြီးဘူးမတိပါမတိဆူရင်တင်းရဲ့ဆွဲဆောင်မှုကြဆင်သွားနေပါတယ်ဒါကြောင့်ကောမလေးတွေကိုဆွဲဆောင်နိုင်ဖို့ကိုကအမေ Google တယောက်လိုမျိုးဖြစ်နေရပါမယ်စောချီအောင်ဘလူနီထိုင်ရမလဲနံပါတ်၄ကတော့လီဆာမှုနဲ့ပြောဆိုဆက်ဆံပါ မိမိကိုယ်တိုင်ရောသူများကိုပါလိစတတ်တဲ့သူကလူမှုအတိုင်းအဝိုင်းမှာချစ်ခင်လိစခံရတတ်ပါလေစောချီအောင်ဘလိုနေထိုင်ရမလဲနံပါတ်5ကတော့အကျဉ်းနာပြုတ်ဆစ်ရှိပါသူများအခက်အခဲကိုလည်းနားလေတတ်ကိုငိတက်တဲ့စိတ်ထားကလူသားတယောက်အနေနဲ့မျောလင်းရတဲ့အည်ရဲ့သွေးတစ်ခုဆိုလည်းမမှားပါဘူးကောမလေးတွေကအကျဉ်းနာတက်တဲ့ယောက်ျားလေးတွေကိုပို့ပြီးတော့စေဝန်စားကြပါတယ်ဥပမာတရိတ်ဆန်လေးတွေပေါ့ချင်းချင်းနာနာပြုတ်စုပြီးတဲ့ကောင်းလေးတွေကို မင်္ဂလာရွေးကပူပြီးတော့ကျင်းထက်တက်ကြပါတယ်စောချီအောင်ဘလူနီထိုင်ရမလဲနံပါတ်6အချိန်မှန်တင်ယူတူတက်ဖို့ကြိုးစားပါစောချီချင်းနဲ့ဆွေတို့တရက်ထဲနဲ့မရပါဘူးတဖြည်းဖြည်းနဲ့အခုကိုကိုပြုတ်ပင်တူတက်လာဖို့ဆောင်ရွက်ရပါမယ်ဥပမာတတိချစ်တယောက်ဖြစ်ချင်တဲ့ဆွေတို့တရက်တဲနဲ့မဖြစ်နိုင်ပါဘူးဇွဲလုံးလာစီပီကိုကကြိုးစားနေရပါမယ်ပြီးတော့မင်္ဂလာရွေးကကြိုးစားတဲ့ယောက်ျားလေးတွေကိုပို့ပြီးတော့သဘောကျတယ်ဆိုတာမမိပါနဲ့ စောချီအောင်နီယချင်းကလူမှုအစီအပြောင်းတမကကိုရိုင်းနှိုင်းလေဂုံယူရတဲ့ဘဝတစ်ခုခုဖန်တင်းနေပါလေဟုတ်ကဲ့ပါခုကန်ဒီစောချီအောင်လူနီထိုင်ရမယ်ဆိုတော့တီးပြီးဆိုတော့ကိုကလိုက်နာကျူစာဖို့ပဲကျန်ပါလေအတင်းမဆွေစီမလူချစ်လူခင်ပေါ်မြပြီးစောချီတို့တယောက်ဖြစ်ပါစီလို့ပြည်သက်တွေကိုဒီကနေဆူတောင်းခဲ့ပါလေနောက်ထောင်ပြည့်တဲ့ပြည်သက်တွေအားလုံးစောချီပြီးကျန်ပါတဲ့ဘဝပိုင်ဆိုင်နေကြပါစီ